ဒီကုလကောင်းမြတ်တဲ့ဆလင်းဒီနိမောရဏတရားစကားနိုင်ကြည့်ညွှန်ကြရအောင်သာသနာတော်နှစ်2569ခုမြန်မာဘောဇာတက္ကသိုလ်1389ခုတောင်မူလာစဉ်9ရက်ခရစ်နှစ်2025အောက်တိုဘာလ25ရက်စနေနေ့ယနေ့မှာစကမ်းတောင်မြို့မြတ်စွာဘုရားတောင်ပတ်တို့လာရောက်၍ ကုတ္တကောင်းမှုပြုကြသည်ကုတ္တရှင်များကမန္တလေးမြို့ကဆွေထိတ်တန်းတဲ့ငန္တမီသားစုလေးမရဘူရာမြို့ကဆွေတမင်းဘိုးတဲ့ကြီးတဲ့တပ်မီသားစုတို့ဖြစ်ပါတယ်မန္တလေးမြို့ကဆွေထိတ်တန်းတဲ့ငန္တမီသားစုနဲ့မရဘူရာမြို့ကဆွေတမင်းဘိုးတဲ့ကြီးတဲ့မိသားစုတို့ကသရုတ်သားယရဏမောင်ရွှေလန်ဝင်းနဲ့သရုတ်သမီးယရဏမဇိဇဝါတို့၏မင်္ဂလာဥအကျိုးဆွမ်းကမင်္ဂလာ အထိမ်းမှတ်အကြောင်းပြုပြီးတော့စကိုင်းတောင်မြို့မြတ်ဆက်ကျအကြောင်းလိုက်တွင်တရင်သုံး၍သာသနာတော်ဝန်ထမ်းဆောင်တော်မူသောတန်ဃာတော်ဗာမေယ30ကျော်တို့အားနေ့လေကမုညက်လသောတော်ဆွမ်းခဲ့ပွဲပေါ်စဉ်တို့ချင်းနေစွမ်းဆက်ကလူတိုင်းချင်းကျောင်းတိုက်တန်ခိကအဖြစ်ပစ္စည်းလေးပါးစီမံထား၍နဝကမ္မဝတ္ထုဝိစေသိဉ္ဇဆက်ကလူတိုင်းချင်းဓမ္မပူဇာအနေအဖြင့်သင်္ကန်းပြုစုံပြုစုံခြင်းနဝကမ္မတသိဉ္ဇလူတိုင်းပူဇော်ခြင်း မရဘူရံမျိုးဥဇွန်နိုင်ဥတော်ဘုဒ္ဓမဝေတမိမစီသဝမဖြိုးတစဉ်မမျက်ချေဒီဝေရွှေတမင်ပို့တဲ့တန်ဤသားစုကနှစ်30ပြည့်မင်္ဂလာနှစ်ပတ်လည်အထိတ်မှအကြောင်းပြု၍ကျောင်းတိုက်တန်ခိကအဖြစ်ပစ္စည်းလေးပါရှိမှန်းထား၍နဝကမ္မဆယ်သိန်းကျဲစက္ကတူရန်ကြခြင်းဓမ္မပူဇာအနည်းအချင်းနဝကမ္မနှစ်သိန်းကျဲလူရန်ပူဇော်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုများ အနည်းလာရောက်ပြီးစီဘူးအတူပြုလုပ်ကြပါအဲ့တော့ဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုများနဲ့ဆက်လင်း၍အနုမောဒနာတရားစကားဟောကြားပေးပါမယ်ဆက်ရှိခိုးမှုနဲ့အကြောင်းပြုပြီးတော့အနုမောဒနာတရားဟောကြားပေးပါအဲ့တော့ရသဗျာဟောကြားခဲ့တဲ့တရားတော်များစာပေအများကိုလေ့လာဖတ်ရှုရတဲ့အခါမှာရှိခိုးမှုအကြောင်းအရာလေးတွေတွေ့ရှိရပါ အရှင်ဥစွာတွေ့ရှိရတာတော့အရှင်သာရိပုတ္တံပဋိညေကြီးရညာအိယာဝေကျိစက်တော်မူတဲ့အခါမှာအရက်မျက်နှာကိုစစ်ခိုးနေမှာအိယာဝေကျိစက်တော်မူတယ်တို့တွေ့ရှိရတယ်တော့တခါပြန်လဲအရှိမျက်နှာကိုစစ်ခိုးတယ်တခါပြန်လဲတောင်ဘက်မျက်နှာတခါပြန်လဲပဲမြောက်တခါပြန်လဲနောက်ပေါ့ဒီလိုအရှိနောက်တောင်မြောက်အရက်မျက်နှာကိုစစ်ခိုးပြီးတော့တရက်နဲ့တရက်တော့မတူဘူးပေါ့ အလိုစကူကြော်ပြီးမှအဲ့ရကိုကျင်းဆက်တော်မူတယ်လို့ဒီလိုတည်ရတယ်အဲ့လိုအရှင်သာရိပုတ္တရဲ့ဒီလိုအရမျက်နာကိုရှေခိုးတာကိုမြင်ရတဲ့ယန္တန်ကလည်းသဘောမတွေ့အကြောင်းမသိတော့အပြစ်မြင်ရတယ်အကြောင်းမသိတော့အပြစ်မြင်ရတယ်သဘောမတွေ့ဘာကြောင့်လဲဆိုတော့ရှင်သာရိပုတ္တရကပုံနာမျိုးပုံနာဇက်ကံကိုဝတ်ပြီးတော့ယဟန်ပြူလာတယ်အဲ့တော့ယဟန်ပြူတော့မှပဲ ူတို့ရဲ့ဇူဝါဒတွေကိုဆန့်လွတ်သွားတယ်။အဲရှင်သာရိပုတ္တမတိမြတ်ကြီးရဲ့မေတော်ကြီးဆိုရင်နောက်ဆုံးအချိန်ရှင်သာရိပုတ္တကခြေချုပ်မှကျွတ်လွတ်ပြီးတော့သောတာပန်ဖြစ်သွားတာ။မေတော်ကြီးဆိုဘဝတစ်ဆောင်လုံးသူ့ဇူဝါဒကိုမဆန့်လွတ်။အဲတော့ယန်းတွေကလည်းဒီလိုနောက်ခံအကြောင်းလေးတွေရှိတော့ဒီလိုရဲမျက်နှာတွေရှိခိုးတာဟာသူတို့ရဲ့ပုံနာတွေရဲ့အလေးအထားလည်းရှိဟန်ဒူပါရဲ့အကြောင်း ရှင်သာရိပုတ္တရာကိုလိုမြေကြီးကမြတ်စွာဘုရားရဲ့လက်ရာတော်ကြီးပညာရာမှာဣတရေရပြီးတော့တကယ်ကြီးကျယ်တော့မြင့်မြတ်တော်မူသောမထေရီဖြစ်နေကြစားသူယူခဲ့တဲ့ပုံနာယူတွေကမဆောက်လုပ်ဘူးလို့ဘုရားတော်ကလည်းတို့ထင်ကြတယ်ထင်ကြပြီးအားလုံးကအပြစ်တင်ကြတယ်အဲ့တော့မြတ်စွာဘုရားထံမှာရောက်တဲ့အခါမှာမြတ်စွာဘုရားရှိခိုးရှင်းပေးလာတာအပြည့်အစုံတွေဖြစ်စေတော့တကယ်တော့ စင်တာရီပရိုဂရမ်တင်တဲ့အချိန်ကဂျမ်းနန်နာကိုရှင်းခိုးတာပေါ့ပေါ့အဲသူ့ရဲ့ကျေးဇူးတော်ရှင်ရှင်အပ်တဲ့စီမတီအဲဒါကနာစာကိုစာဝတ်တော်ရဇာဗျာကပရမအုဆုံးတရားဥဓမ္မစက်ကြအစပေါ်အဲတရားဥဓမ္မစက်ကြကိုနာယူရတာကလူသားတွေကလို့ဆိုတော့ပိစာဝတ်ကိုနာဖို့အဲတော့တရားပုံပကြီးကရုပ်တုတွေမှာတို့အတွေ့များနေတော့ဒါသင်ရှားပါ အဲ့ဒီသာဝတိငါဥရေကအငယ်ဆုံးဇေဟန်တော်ကအရှင်အတ္တစီမထေအရှင်အတ္တစီမထေနဲ့ရှင်သာရိပုတ္တရာလောင်းလျာပေါ့သူရဲ့ဉာဏ်နဲ့ရတော့ဥပတိတ္တဒါဥပတိတ္တပြပိုင်းနဲ့တွဲပြီးတော့အရှင်အတ္တစီမထေကတရားလေးတစ်ပုဒ်ဂါရာလေးတစ်ပုဒ်လေးပေါ်တယ်အဲ့ဒီဂါရာလေးတစ်ပုဒ်ကိုနာယူရတယ်ရှင်သာရိပုတ္တရာကသောတာပန်ဣရတော်ကဖြစ်သွားတယ် အဲ့တော့သူ့ရဲ့ကျေးဇူးတော်ရှင်ဆရာသမားပဲအဘဝမှာအရေးကြီးဆုံးဆရာသမားပဲတရားပညာတနည်းအားဖြင့်ပြောရတဲ့အပေတကားပိတ်ပြီးတော့မဟုတ်နိုင်ဘူးကိုမျက်မှောက်ပြုစေနိုင်တဲ့ဆရာသမားဒါအတုမရှိတဲ့ဆရာသမားဒါကြောင့်မလို့အရှင်အတ္တစီမထေရကအလွန်မတန်လေးစားတယ်ရှင်သာရိပုတ္တရာဘုရောမြတ်ကြီးကဆရာကျေးဇူး မှမဟုတ်ဘူးအခြားခြားသောပုံပုံများရဲ့ကျေးဇူးတွေကိုလည်းကလုံးမတန်သိတတ်တယ်ပေးဆက်တတ်တယ်ဒါသူ့ရဲ့စိတ်နှလုံးသားကိုကဘဝတန်တရာအဆက်ဆက်ကပါလာခဲ့တဲ့အထုံးဝါဒနာပေါ့ကိုယ်တည်းပဲဒီရှင်သတိမတင်ရသူ့ရဲ့ကျေးဇူးရှင်ဆရာသမားဆိုရင်ဆရာသမားရှိတဲ့အရာမှာမြေရမဲ့ရှိခိုးကြောပြီးမှညာအိယာဝင်ကြီးစက်နေရှိတယ်အဲ့တော့အိယာဝင်ကနေမှကြည့်လိုက်တာပေါ့ဒီနေ့ သူရဲ့ကြီးသူတော်ရှင်ဆရာသမားအရှင်အသက်ကြီးမထေဘယ်ရမှာတရင်တော့လဲလို့ကြည့်လိုက်အဲ့တော့ဒိဗ္ဗစကုနဲ့လိုက်ကြည့်တာပေါ့အရှင်ရမှာတရင်တော့လဲဆိုရင်အရှင်ဘက်ကမျက်နှာကိုကြော့ပြီးလာတာမျိုးယနေ့တောင်ရမှာတရင်တော့လဲဆိုတောင်ဘက်ကိုကြော့တယ်ယနေ့ညောင်ရမှာကြော့တယ်ညောင်ရမှာတရင်တော့လဲဆိုညောင်ဘက်ကိုကြော့တယ်နော်အဲ့တော့ဒီဆရာသမားတယောက်ကိုအကြောင်းပြုပြီးတော့ အသိပညာအတတ်ပညာဘဝမှာပညာမျိုးစုံကုလတန်ဖိုးမဖြစ်နိုင်တဲ့တရားပညာပညာမျိုးစုံကိုတိုးတောင်တန်ဖိုးကြီးတာဒီလိုဆရာသမားမျိုးကိုအများရန်ပူဇော်တာကောင်းပါလေဆိုတော့မြတ်စွာဘုရားလည်းခေါ်ကြတယ်ရှင်သာရိပုတ္တရာမထေရကြီးရဲ့စိတ်နေစိတ်ထားအလုံးမတန်ကြီးညိုပြီးတော့ဘုရားတို့တွေလည်းအတူယူကြာကောင်းတယ်လို့ဒါအရက်လက်နာကိုရှေ့ခိုးခြင်းနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာလေးလည်းစာပေမှာတွေ့ရတယ် နော်ဂဟတဝန္တာလို့ခေါ်တဲ့နော်ပဇာမင်းကြီးက လူပြည်ကလူသားတွေကိုလှမ်းပြီးတော့ရှ िख ိုးကြောတယ်ဆိုတာဒါလေးပဲမှတ်သားရတယ်နော်အဲ့တော့ပဇာမင်းကြီးကလူပြည်ကလူသားတွေကြောတယ်ဆိုတဲ့နေရာမှာလူသားတိုင်းကြောတာတော့မဟုတ်ဘူးနော်အဲ့တော့ရဏသုံးပါးဆွေမြေစွာအရဏကုံသုံးပါးတည်ရဲတဲ့ပုဂ္ဂိုလ်နာဘာတိလခံရဲတဲ့ကျင့်ကျင့်သုံးတဲ့ပုဂ္ဂိုလ် ထို့သဖြင့်တော့လူသားတောင်ခြေပြုံနဲ့ပုံမှုပေါ့နော်အဲ့တော့မိဘမိဘတောင်သာသမီသာသမီတောင်စသည်ဖြင့်ဆရာတောင်တပည့်တောင်ဆွေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းကျင်းရမယ်တောင်ဆရာနဲ့တကားကျင်းရမယ်တောင်အလို့ရှင်နဲ့အလို့သမားကျင်းရမယ်တောင်ခေါင်းဆောင်နဲ့နောက်လိုက်ကျင်းရမယ်တောင်ဝင်ရှိတယ်အဲ့လိုလူသားတောင်တွေကိုခြေပြုံလဲပုံကိုယ်တွေကိုလေးအမြတ်တန်ဖိုးထားပြီးတော့ကြမ်းမင်းကြီးကလှန့်လှန့်ပြီးတော့ရှ िख ိုးတယ်လို့ တလို့လည်းအဆူရှိတယ်နော်။နောက်ထင်ရှားတဲ့တုတ်တတုတ်ပေါ့ပါဠိကဝါကပါဠိတော်မှာတိင်္ဂါလတုတ်။အဲတော့တိင်္ဂါလတုတ်ကိုဘယ်လိုလို့နော်တိင်္ဂါလောဝါဒနော်တိင်္ဂါလောဝါဒတုတ်တန်းလို့တလို့လည်းပြောတယ်။အဲတော့ငယ်တုန်းကသင်ခဲ့ရတဲ့မိဘဘို့တတိဘို့ဆရာဘို့တတိဘို့သတ္တမိဘို့ဇနီးမောင်နှံချင်းချင်းကျင့်ဖို့မိတ်ဆွေကျင့်ဖို့ဆရာကျင့်ဖို့ယဟန်ကျင့်ဖို့ ခေါင်းဆောင်ကျင့်ဝတ်နောက်လိုက်ကျင့်ဝတ်ဆိုတဲ့ဒီကျင့်ဝတ်တွေကိုဟောကြားထားရတုတ်တံပေါ့အဲကြောင့်ပင်ကာလောဝါဒလို့သူပြောတယ်ပင်ကာလဆိုတာအတူရဲ့နာမည်ပေါ့ဩဝါဒပင်ကာလအရူတာကိုပေတော်ဩဝါဒလို့သူပြောအဲ့ဒါပေါင်းဆက်ပြီးတော့ပင်ကာလောဝါဒပင်ကာလောဝါဒလို့ပြောတယ်နော်အဲ့တော့ငယ်စဉ်ကမှသင်ရတယ်ယခုဗလာသောက်တွေမှာလည်းရည်ညွှန်းထားတယ် မိဘကိုတွင်းမှုမပြတ်ဆုံးရစီမှာစသည်ဖြင့်သာသမီကိုတည်ရှိတယ်။အဲဒီကျင့်ဝတ်တွေကိုဟောကြားတာတော့တုတ်တန်၊သင်္ကာလတုတ်တန်။အဲဒီသင်္ကာလတုတ်တန်မှာသင်္ကာလတထေတာသူ့ကိုကြောင်းပြီးတော့ဒီတုတ်တန်ကဖြစ်ပေါ်လာတယ်။အဲတော့ရာဇဂုံမျိုးမှာသင်္ကာလတရိတန်ကဒီနဆောဤထားတာပြီးတော့သဗ္ဗေနီယလည်းဆိုးဆိုးလို့သူ့ရဲ့ဝါစာရည်လည်းဆိုးဆိုးတယ်။ဒါလည်းပဲသူတို့အယူအဆဖြစ်မှာပေါ့နော်။ အဲ့တော့သဘင်လေးကဆိုဆိုအဝတ်စားရည်ကဆို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 တော့သဘင်ဆိုဆိုတော့ဝတ်စားရတယ်မင်းတို့ဆိုရင်လည်းမိုးတော့အလဲရောက်တိုင်းမှာထားပြီးတော့အရင်နဲ့နာတွေကိုကြောတယ်အစီရက်ကိုလည်းကြောတယ်တောင်ရက်ကိုလည်းကြောတယ်အနောက်ရက်ကိုလည်းကြောတယ်မြောက်ရက်ကိုလည်းကြောတယ်အရင်လေးမျက်နှာနောက်အောက်ရက်ကိုလည်းကြောတယ်အပေါ်ရက်ကိုလည်းကြောတယ်ဆိုတော့အစစ်ပုံအရင်6မျက်နှာ လို့လှက်ပတ်ပြီးတော့ကတော့အဲ့ဒါနေတိုင်းသူလောက်တယ်နော်အဲ့သူ့ရဲ့အကြောင်းအရာလေးကလည်းစိတ်ဝင်စားကြရအောင်ဘာကြောင့်ဒီလိုနေတိုင်းလောက်တယ်လဲဆိုတာစဉ်းစားကြည့်အောင်ပါဠိတော်မှာမပါဘူးသာကရမှာဖွင့်တယ်ဒီဇာကြောင်းလေးမျိုးပေါ့နော်ဒီသင်္ကာလတထေသရဲ့မိဘညာကအဖေရလဲသောတာပန်ပဲအမေရလဲသောတာပန်ပဲအဲ့တော့ဘုဒ္ဓမြတ်စွာသာသနာတော်ကိုကြည်ညိုပြီးတော့ယုံကြည်တတ်ဝင်ကြတဲ့ အဖေရလဲသောတာပန်ဥပါဒကအမေရလဲသောတာပန်ဥပါဒိကမှာဒီအဖေအမေတွေကသူတို့ရဲ့ဒူရီတော်သားကိုချစ်ပြီးတော့သာသနာနာမှာသာသနာတော်နဲ့ယဉ်ကျေးစေခြင်းဘုရားကျောင်းကံတရားတော်ဆေခြင်းသာတော်မောင်တော်မတော်ဟုတယ်နော်သွားဖို့ရတော့ညို့နာကြတယ်မတော်ဟုတယ်နော်ဘာလို့မတော်ရတယ်လဲဆိုတော့သူ့ရဲ့တွေးခေါ်ကြတော့ယဟန်တန်ခါမြန်းနဲ့ တွေ့ရမယ်ဆိုလို့ရှိရင်ကိုကကြောအောင်လားကြောရတဲ့ကအဝတ်စားတွေလည်းကြည့်မယ်ပေါ့ဒီနေ့ခေတ်လိုပြောမယ်ဒူးပုံးတယ်တော့အဝတ်နွမ်းတယ်ပေါ့နော်နောက်ဘုန်းကြီးရဟန်းတန်ခါမြန်တဲ့စကားပြောအောင်စကားပြောလို့ရှိရင်ခင်မင်းရင်းနှီးသွားမယ်ခင်မင်းရင်းနှီးသွားရင် နောက်ကနေလှူအမှန်လိုက်လာလိမ့်မယ်ပေါ့နော်ညမျိုးကိုကြည့်လာမှတော့ဘုန်းကြီးနဲ့တော့ဘာတော့ခင်မဆီမှာတိတော့နေတော့ဘုန်းကြီးဘာရရှာနေလို့မရဘူးတော့မဟုတ်ဘူး လူလုံငန်းသင်္ကန်းလုံငန်းဆိုတော့သူကဘုံကြီးရမ်းနေတဲ့ခင်လေးကောင်းတယ်ပြီနော်အခုတင်္ကန်းလတ်တို့သားတော့အဲ့ဒါမိဘတွေကတိုက်တွန်းတာသူ့ရဲ့ယူဆတာနော်ယဟန်နေနဲ့တွေ့ရင်ကတော့အောင်အဲ့တော့ဒူးပုံနဲ့ဝန်နွမ်းနေပေါ့နော်နောက်စကားပြောရင်ခင်မင်သွားမယ်ခင်မင်သွားရင်လူရမယ်ပေါ့နော်အဲ့တော့မလိုဟုတ်ဘူးလေနော်အဲ့တော့မိဘများလည်းဘလို့မှပြောမရနောက်ဆုံးသူ့ရဲ့အဖေပေါ့တင်္ကန်းလတ်တို့သားရဲ့အဖေတော်တာကဥပါဒကရီယာ နောက်ဆုံးအချိန်မှာသူစဉ်းစားကန်းဝင်လာပေါ့နော်အဲ့တော့သာသနာနဲ့ရင်းနှီးအောင်ဖခင်နဲ့တွေ့အောင်တရားနဲ့တွေ့အောင်ဒီသားကိုဘယ်လိုလုပ်ရမလဲဆိုတော့သူကစဉ်းစားလိုက်ပေါ့နော်အဲ့တော့ငါဒီကံနီးတဲ့အချိန်ရောက်ပြီတော့အရေးကြီးစကားတစ်ခုအပြည့်မှားလဲနေကိုယ်လွန်ကံနီးမှာမှားကြသောစကားဆိုသာသနာကပူပြီးတော့တံပိုးထားတယ်ပေါ့မျက်မျက်လုံးလုံးနဲ့လိုက်လံကျင့်သုံးတယ်ပေါ့နော်အဲ့ဒီလို့ တွေးခေါ်ပြီးတော့အဲ့တော့သူ့ရဲ့ဒါတင်္ဂါလာကိုသူ့ကွယ်လွန်ကံကြီးမှာအရေးတကြီးစကားမှားစရာရှိလို့ပါနောက်ဆုံးစကားမှားစရာ ရှိလို့ပါလို့ပြောပြီးတော့မှားတယ်ငါသာမင်းအဖေကိုချစ်တယ်ဆိုရင်နေတိုင်းအရက်မျက်နှာကိုကြောဆိုတာအဲ့လိုမှားခဲ့တယ်နေတိုင်းနေတိုင်းမင်းဆောသောထအရက်မျက်နှာကိုကြောဒီတိုင်းမှားခဲ့တယ်အဲ့တော့အဲ့ဒါနောက်ဆုံးစကားနောက်ဆုံးမှားတဲ့စကားဖြစ်တော့ နားဖြင့်သူကလည်းဘာမှနားလည်လို့မဟုတ်ဘူးအဖေရဲ့နောက်ဆုံးစကားပဲဆိုမှတံပိုးထားပြီးတော့နေတိုင်းမနဲ့စောစောထားဘုရားလည်းစိုးစိုးလို့စကင်းညာလည်းစိုးစိုးလို့အစိုးစိုးတော့အဝတ်စိုးစိုးတော့စကင်းညာနဲ့မနဲ့စောစောထားလို့အမြဲတမ်းအရက်မျက်နှာခုနောအရှိအနောက်တောင်မြောက်အထက်အောက်ဆို၆မျက်နှာပေါ့အဲ့ဒီအရက်၆မျက်နှာကတော့ပြီးတော့နေတယ်ဒီလိုနေတိုင်းကတော့တရက်ကြတော့မြတ်စွာဘုရားကဆုံးကံကြွတော်မူလာ ဆုံးခံကြတော်မူတော့မြတ်စွာဘုရားနဲ့တွေ့တော့မြတ်စွာဘုရားကလည်းဒီသရုတ်တရဲ့ကျွတ်တန်းဝင်နဲ့သူ့ရဲ့ပါရမီကုသိုလ်မြင်တော့ကြတော့ဆုံးခံကြတယ်နော်ဘလားတော့မကြွားဘူးတမင်ကြီးပဲကျေရှိရှိကြွားတယ်ဆုံးခံကြွားရင်မတလန်တွေ့တယ်ပေါ့တွေ့တော့မြတ်စွာဘုရားကမေးတယ်သရုတ်တာအေးအရဲ့မျက်နှာကြီးရှစ်ခိုးနေတာဘာလို့ရှစ်ခိုးတာလဲအဖေကဒီကနောက်ဆုံးစကားမှာခဲ့တယ်ဗျာတဲ့နေတိုင်းနေတိုင်း အရင်ညနာတွေကိုရှစ်ဖို့ကြောပါလို့အဖေရဲ့နောက်ဆုံးစကားမျိုးလို့ပြီးတော့လည်းဘာလို့တော့မဟုတ်ဒီတိုင်းလဲထားပြီးတော့နှစ်တိုင်းရှစ်ဖို့တယ်ဗျာလို့ဆိုတော့မြတ်စွာဘုရားကသူ့ကိုဒီအရိယာတို့ရဲ့အရင်ညနာရှစ်ဖို့နေ့မင်းကပြောပြတယ်နားတော်ကျင်လားလို့ဘယ်မှာနားတော်ကျင်ပါလေဗျာဆိုတော့အဲ့ဒါမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်တော့ဒီနေရာမှာအရင်ညနာရှစ်ဖို့ခြင်းနဲ့ဆက်လင်းပြီးတော့ တကယ်ဆိုရင်တော့ဆုံးမဩဝါဒပေးတဲ့နာတို့တော့မြတ်စွာဘုရားရဲ့မာကရုဏာတော်နဲ့ကြီးမားသောမေတ္တာစေတနာတော်တို့ကြည့်အောင်ဆုံဆုံလင်းလင်းဘုရားကဒီနေ့မှာဟောပြပါတယ်နော်အဲ့တော့ဒီတင်္ဂါလသရိုသားကိုဟောကြတယ်ဒီတင်္ဂါလတုတ်တန်ကဥဒ္ဒေလူသားတွေဘဝတစ်လျှောက်လုံးကျင့်သုံးဖို့ရာအတွက်အလွန်မတန်ကောင်းတဲ့ကျင့်စဉ်များစွာဟောကြားထားတဲ့အပါဝင်တဲ့တုတ်တန်တစ်ခုဖြစ်ပါတယ်တော်တော်လေးလည်း ်ရှင်းပါလေကျေပါလေအားလုံးလည်းအကျိုးရှိစေနိုင်တဲ့တရားတွေဖြစ်ပါနော်တော်တော်လေးကောင်းအောင်အဲ့မှာမြတ်စွာဘုရားကလူတယောက်နေနဲ့ပစ္စုပန်တမလွန်နှစ်တန်လုံးဘဝမှာအောင်မြင်ကြီးဘဝတိုးတက်ချမ်းသာခြင်းလေအနာဂတ်ဘဝလည်းစိတ်အေးခြင်းလေဆိုရင်ရှောင်ရံဆောင်ရံလေးဆိုမှမြတ်စွာဘုရားဟောကြားပြီးအဲ့တော့ရှောင်ရံကနံပါတ်၁ကတော့တိတ်ခါဘုံ၄ခု လုံးဂျုံအောင်ထိမ့်သိမ့်ပါအဲ့တော့ဦးဇင်းတို့လူလောကအနေနဲ့ထိမ့်သိမ့်ရမှာ၅ပါးတည်လာတို့တော့ဒီနေရာမှာ၅ပါးတဲ့က၄ပါးကိုပြောလိုက်လို့ဆိုတာကနောက်နောက်ဆုံးသိတာဘုကနောက်ချက်မှာဟောမှာဘုလို့နော်အဲကြောင့်မခတ်ပါဘူးဦးဇင်းတို့ဒီနားလည်ပြီးသားချက်လေးလို့ပါနော်အဲ့တော့အဲ့ဒါလေးကြီးရှောင်ဉဏ်လေးတွေပြောလိုက်ပါမယ်နံပါတ်၁ကတော့ပဏာတိပါဒအဋ္ဌိညာဒါနကာမိကမိစ္ဆာသာရဘုဒ္ဓဝါဒဆိုတဲ့ ဒီရှောင်ရန်၅ပါးဒီလာတဲ့ကစင်ဆုံးသိက္ခာပုဒ်ဒီခုရှောင်ဖို့တဲ့နော်အဲ့ဒါရှောင်ရမယ်နောက်တစ်ခုကအဂတိတရား၄ပါးဒါလည်းဒီပဲသန္တာဂတိဆိုတာချစ်ချင်းကြောင့်မလုံတဲ့တာကိုလုံတာဒေါသဂတိဆိုတာမုန်းခြင်းကြောင့်မလုံတဲ့တာကိုလုံတာမောဟဂတိဆိုတာမပြီးနားမလဲတော့ကြောင့်မလုံတဲ့တာကိုလုံတာဘယဂတိဆိုတာအကြောက်ကြီးလို့ကြောက်လွန်းလို့မလုံတဲ့တာကိုလုံတာ ီအဂတိတရား၄ပါးလည်းကျင်းရှင်းရပါမယ်။အဲတော့ဘုနာတိတ်္ကာကို၄ဖို့ရဲ့အဂတိတရား၄ပါးကျင်းရှင်းဖို့ရဲ့နောက်တစ်ခုကတော့၆ပါး။အဲ့ဒီ၆ပါးတော့စီးပွားပြတ်ကြောင်း၆ပါးဆိုမှမြတ်စွာဘုရားဟောတယ်။အဲတော့စီးပွားပြတ်ကြောင်း၆ပါးလည်းဒီနေ့ခါထိတက်ရောက်မှုရှိနေတယ်၊တက်ဝင်မှုရှိနေတာပဲเนาะ။အဲ့ဒီမှာဆိုရင်ဒီစီးပွားပြတ်ကြောင်း၆ပါးကိုမြတ်စွာဘုရား အကျေကိုဟောတာနော်တော်တော်လေးလည်းကောင်းပါတယ်အဲ့ဒါသိချင်တယ်ဆိုရင်တော့တင်္ဂလာသုတ်တံဆိုတာကိုဖတ်ပါပါဋိကဘုဒ္ဓပါဠိတော်နော်ကဲဆိုလိုက်ပါတေယီတောက်စာတေယီတောက်စာယောဘာခာမေယောဘာခာမေဝေချိုက်တိတုဝေချိုက်တိတုတမူလောင်ကစားတမူလောင်ကစားမေယုတ်ထား၍မေယုတ်ထား၍ပင်းကြီးလေးညာပင်းကြီးလေးညာဒီချောပါဒီချောပါစီဝါပြကြောင်းမှာ စီတော်ပြည့်ကြောင်းမှာဒီတော်စာဒီတော်စာယောဘာခာမဲယောဘာခာမဲပွဲကြိုက်တီတူပွဲကြိုက်တီတူတမူလောင်ကစားတမူလောင်ကစားမိယုတ်သား၍မိယုတ်သား၍ပြင်းဤလေညာပြင်းဤလေညာဒီချောက်ပါဒီချောက်ပါစီဝါပြည့်ကြောင်းမှာစီဝါပြည့်ကြောင်းမှာအဲ့ဒီမှာ၆ခုရှိတယ်နံပါတ်၁ကဒီတော်စာမူရစီဝါ၃ဆွဲရှိတယ်အဲ့ဒါစီဝါပြည့်ကိုရအကြောင်းတခုနံပါတ်၂ကကျော်ပါခာမဲ အချိန်နဲ့အခါနဲ့အချိန်လုံးအပြောမှတ်တာပေါ့နော်ဒီနေ့ကျဆိုဘိုးတော်မှာသင်ထားတဲ့အကောင့်လေးပဲနော်ညနေတည်းဒီပြောပါတာလေအဲ့ဒါပြောပါခါနဲ့နံပါတ်3ရှေ့တော်ရတဲ့ဘွဲကြိုက်ခင်ဆိုတဲ့တကယ်လို့ရှိတယ်နော်တစ်ချက်အောင်ရှိတယ်နော်အဲ့ဒီဘွဲကြိုက်ခင်ပေါ့နော်အဲ့တော့ပွဲကြိုက်ခင်ဆိုတာမျိုးသမီးတွေပွဲကြိုက်ခင်ပေါ့အမျိုးသားတွေဆိုတော့လည်းရှိပါတယ်စမ်းကြိုက်မှောင်လည်းရှိပါတယ်เนาะအဲ့တော့ထားပါတော့ပွဲတွေပြည်ပြည်စမ်းတယ်ပြည်လို့ ပျော်ဝဲရှင်ပွဲတွေမမောလုံးတာလေမျက်စိကြောင်တစ်ခုပဲအဲ့တော့ပျော်ဝဲရှင်ပွဲဆိုတာနေမှာသူရှေ့ခေတ်တုန်းကတော့ပွဲကတာတော့ဒါကတော့ဟိုခေတ်ဆက်ဆက်ကနေရှိတာဒီနေ့ခေတ်ကျတော့ပွဲထဲပိုလာတွေကတော့ခုဖုံးပေါ့ကွနော်အဲ့တော့ဖုံးမှာအချိန်ကြီးပျော်ရွှင်နေတာတွေလည်းမျက်စိကြောင်လည်းပါနေတာပဲပေါ့နော်အဲ့ပွဲကြိုက်ကြည့်သူဆိုပွဲကြိုက်ခင်လည်းပြောပြောဖုံးကြိုက်ခင်လည်းပြောပြောနော်အဲ့ဒါလေးစီးပွားပြောင်းလို့ပြောအောင် နော်တို့တော့အကျိုးရှိတဲ့အရာတွေလည်းဒီဖုန်းထဲမှာအများကြီးပဲဖုန်းရဲ့စီးပွားဖြစ်နေတာလည်းအများကြီးပဲပေါ့နော်ကိုယ့်အတွက်အကျိုးရှိအောင်တန်ဖိုးရှိအောင်အသုံးပြုတယ်ဆိုတော့ကလည်းယရနာပစ္စည်းလေးပဲနော်အဲတော့ကိုယ့်အတွက်အသုံးမရှိဘူးဆိုတော့လည်းအသုံးမကျဘူးကိုယ့်အတွက်တန်ဖိုးရှိအောင်အသုံးမပြုတတ်ဘူးဆိုတော့လည်းသူကလည်းအာဂျီတော့အနောက်ဆက်တစ်ခုပဲအရာတစ်သိန်းပစ္စည်းမတနေ့ကစတော့ online long ကစားတွေပါလေကြောင့်ပြည့်စုံရည်များတယ်နော်။ဒါဖုန်းနဲ့ခလုတ်နေကြတယ်နော်။ တဲ့စလော့စလော့စလော့ကိန်းငါပြစ်ခင်ဟုတ်လားအလွန်ကြောညာတယ်နော်အဲလွန်ကြောညာတယ်လွန်ပြည့်စည်တယ်အဲ့ဒါလေးအချို့ဆိုရင်အကုန်ပြောင်းနော်အဲ့လိုမျိုးခဏလေးပြန်လဲကုန်ကုန်နေပါတယ်နော်အဲ့အဲ့ဒါပွဲချက်ပြီးပြီဖုံးချက်ပြီးပြီပေါ့နော်အဲ့ဒါလေးလည်းပဲဒါဆောင်ခြင်းပေါ့နော်အလောင်းစားပေါ့ဒါအလောင်းစားဆိုတော့ခက်ဆက်တယ်မကောင်းပါဘူးဒါလေးဒါတော့ဒါလေးစီးပွားပြတ်ကြောင်းပေါ့နော်မကောင်းတော့ မေယုတ်နော်မေဆွေယုတ်များမကောင်းတဲ့မေဆွေတွေမကောင်းသောအပေါင်းအသင်တငယ်ချင်းတွေအဲ့ဒါတွေထားရှိရဒါလည်းပရိသတ်ကြီးကောင်းတယ်နော်အပေါင်းအသင်ကြောင့်ဘဝပြတ်တာတွေလည်းအများကြီးတော့နော်ဒါကြောင့်နောက်ဆုံးချက်ကတော့ပြင်းရည်တာဟာစီးပွားပြတ်ဖို့ရတော့ပြင်းရည်တာလည်းတော်တော်ကြီးကြီးတဲ့အခက်ကဏ္ဍလည်းပါတယ်နော်အဲကြောင့်စီးပွားရှာတဲ့ကောင်ကကြိုးစားပါမပြင်းရည်ပါနဲ့ပြင်းရည်ခြင်းကစီးပွားပြတ်ခြင်းကြောင်းပဲအဲ့တော့ဒီနေရာမှာလည်းပဲတုတ်တန်မှာ အခုသိတောက်စားခြင်းရဲ့အဖြစ်တွေလည်းခြောက်ပါအခါမဲ့မှာပျော်ွားခြင်းကြောင့်ရရှိရတဲ့အဖြစ်ကလည်းခြောက်ပါပွဲကြိုက်ခြင်းကြောင့်ရရှိရတဲ့အဖြစ်ကလည်းခြောက်ပါလောင်းကစားခြင်းကြောင့်ရရှိရတဲ့အဖြစ်တွေလည်းခြောက်မျိုးမိတ်ဆွေယုံထားခြင်းကြောင့်ရရှိရတဲ့အဖြစ်ကလည်းခြောက်မျိုးယဉ်ကျေးခြင်းကြောင့်ရရှိရတဲ့အဖြစ်ကလည်းခြောက်မျိုးဆိုမှတခါအကျဉ်းချက်ပြီးတော့ဟောပါသေးတယ်နော်အဲတော့6ခုကိုတစ်ခုတစ်ခုမှာအပြစ်ကလည်း6မျိုး6မျိုးရှိတယ်ဆိုတော့အဲတုတ်တန်ဘယ်လောက်ရှည်လျားတယ်ဘယ်လောက် အသေးစိတ်လို့ပြောပါနော်အဲ့ဒါရှောင်ရံဖြစ်ပါတယ်ဒါကြောင့်အဲ့တော့ငါးပါးဒီလာရှောင်ပါအဂတိဒီယာလေးပါရှောင်ပါစီးပွားပြည့်ကြောင်းဒီအကျင့်ကြီးမကောင်းတဲ့အကျင့်တွေကိုရှောင်ပါတဲ့နော်ဒါရှောင်ရံလေးပါနော်သောလာတိတောသာတိတောသာယောဘာခမေယောဘာခမေဝေချတိတုဝေချတိတုတမူလောင်းကစားတမူလောင်းကစားမေယုတ်သာ၍မေယုတ်သာ၍ယင်းယ ိဉ္စပါဤသာပါစိဝါပြေချောင်းမှာစိဝါပြေချောင်းမှာရှောင်းရန်တော့ပြီးသွားနော်ဒါဒါလေးဘာမှကက်ခဲတာလည်းမဟုတ်တို့တော့လက်တွေ့ရှောင်းမစွန်တော့တကယ်ကျိုးထူးတဲ့အရည်တဲ့ဒါကြောင့်တို့အဂတိတရား၄ပါးလည်းပဲအဲနောက်တစ်ခုပြုလိုက်ဆိုတို့တာဘက်ကတစ်ဖက်တို့သမီးဘက်ကတစ်ဖက်နှစ်ဖက်အတူတကွညီညီမျှမျှဖြစ်ဖို့ဒါလေးအရေးကြီးတယ်နော်ဒါကြောင့် ိမ်အောင်ပြုတယ်ဆိုတာလည်းတကယ်တော့တောင်းယူမှုတောင်းခံမှုတစ်ခုပဲအဲ့ဒီတောင်းယူမှုတောင်းခံမှုကလေးနှစ်လားအဲ့ဒီလေးနှစ်လားတဲ့တောင်းခံမှုတောင်းယူမှုရှိမှကောင်းတယ်လို့နော်ဒါနောက်တစ်ခုကတော့ဆောင်းရံပေါ့ဆောင်းရံဆိုခုနအရဲမျက်နှာကြီးရှိခိုးတာအရဲမျက်နှာကြီးရှိခိုးတယ်ဆိုတာတင်စားပြီးတော့ပြောတာနော်အဲ့တော့အရှိရမှာဆိုမိပါတောင်းရက်မှာဆိုဆရာသမား အနောက်ရက်မှာဆိုသာသမီသမီးချင်းရမြောက်ရက်ဆိုရင်မိတ်ဆွေများအောက်ရက်မှာတော့အလုတ်သမအထက်ရက်မှာတော့တမနာပြန္နာဒီနေ့ခေတ်လို့ဆိုတော့ယဟန်တန်ကအဲ့လိုအရက်6မျက်နှာတဲ့တင်စားပြီးတော့ပြောတာအဲ့ဒီ6မျက်နှာနဲ့တူတဲ့အဲ့ဒီပုံကို6မျိုးအပေါ်မှာကိုကတောင်းဝန်ချေရမယ်တောင်းထမ်းဆောင်ရမယ်ခန္ဓာတရားမင်းကြီးကတောင်းဝန်ချေတဲ့သူကိုလှမ်းပြီးတော့ရှ िख ိုးတယ်လို့ပြောတာနော် ။ဒါကြောင့်မိဘပေါ်မှာကြည်ရမယ်တောင်းဝတရားကြည်ဆရာသမားပေါ်မှာတည်ရမယ်တောင်းဝတရားကြည်သာသမီဇနီးကျင်ရပေါ်မှာကိုကကြည်ရမယ်တောင်းဝတရားတွေထမ်းဆောင်မယ်တောင်းဝတရားထမ်းဆောင်မိတ်ဆွေတွေပေါ်မှာထမ်းဆောင်မယ်တောင်းဝတရားကိုအလောက်အောင်ရဲ့သားတွေပေါ်မှာရှိရမယ်တောင်းဝတရားယဟန်တန်ဃာတွေပေါ်မှာသာသနာပေါ်မှာထမ်းရှိရမယ်ဆောင်ရွက်ပြရမယ်တောင်းဝတရားအဲ့လိုတောင်းဝတရားတွေကြည်ပြွန်အောင်ဆောင်ရွက်ခြင်းဟာ နော်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်အလိုရအယက်မျက်နာတွေကိုစစ်ခိုးတာပါဆိုမှမြတ်စွာဘုရား မင်ကြတယ်နော်ကိုစုအရှိမာမိဘအရှိမာမိဘတောင်ရက်ကဆရာတောင်ရက်ကဆရာအနောက်မှာသသမိအနောက်မှာသသမိသမီးချင်းညာသမီးချင်းညာမြောက်ရက်ကမိတ်ဆွေညာမြောက်ရက်ကမိတ်ဆွေညာအောက်ရက်မှာအလုတ်သမားအောက်ရက်မှာအလုတ်သမားအထက်ရက်ကတန်ဃာရောအထက်ရက်ကတန်ဃာရောအဲ့ဒါ၆ခုရှိနော်အဲ့ဒီပုံမှာတောင်ကြီးရအဲ့ဒီပုံမှာတောင်ကြီးလို့ရှိရင် ဥမာသာသမီဟာမိဘအပေါ်မှာတောင်းချင်ရင်မိဘတွေကလည်းတုံ့ပြန်တော့အဖြစ်သာသမီပေါ်မှာတောင်းချင်ကြတယ်ဒီလိုလေးပေါ်ထလာလဲတွေ့ရအဲ့တော့ကိုကလိန်မာတော့သာသမီဆိုမိဘရဲ့မြေတာကသာသမီပေါ်မှာလူတွေတော့ရောက်ရှိနေတယ်နော်လိန်မာတဲ့သာသမီဆိုမိဘကဒီချိုရယ်စိုးတာပိုချက်တယ်လို့ပြောကြတယ်ဟုတ်လားနော်တော့ဘိုးစိုးတာပိုချက်တယ်ဟုတ်လားမိတော့တော့ဘယ်လိုစိုးစုံ ဆိုးတယ်လို့ပြောချက်တယ်လို့ပြောရတယ်။မဆိုးရင်မချေဘူးလေကြောက်တယ်။ဆိုးတယ်ကြတော့ဆိုးဆိုးနန်းနန်းဖြစ်တယ်နော်။မပြေဟုတ်ကလား။ဆိုးတော့ဆိုးဆိုးနန်းနန်းဖြစ်တယ်ပိုချက်တယ်။ဒီဘောခနာဘူးလားပိုးချစ်ဘူးလားပိုးချစ်မခံရဘူးလားအဲ့လိုလည်းပြောကြတယ်နော်အဲထားပါတော့အဲ့တော့လိန်မာတဲ့သာသမီဆိုတော့မိဘကမေတ္တာက အလိုလျောက်ရောက်ပြီးသားပေါ့မိဘမေတ္တာဖြင့်ချင်းမြောက်ဆောက်ရှောက်ကံတဲ့သာသမီရာအဲជីវတုတဲ့အောင်မြင်ချမ်းသာပြည့်စုံတာပဲပေါ့နော်ဒီတကြောင့်မလို့မိဘပေါ်မှာတောင်းခြင်းမိဘကပြန်လဲဆောက်ရှောက်အဲ့တော့ဒါလည်းပဲရှင်းဦးဆိုတာမိဘကအရှင်လေသာသမီဆိုတာနောက်ပါပေါ့နော်အဲ့တော့မိဘကတောင်းခြင်းသာသမီကလည်းတောင်းခြင်းအပြန်လံပေါ့ဆရာနာတတိလည်းပြန်လံပဲဇနီးမောင်နှံချင်းချင်းလည်းအပြန်လံတောင်းခြင်းအဲ့လိုပဲသူဆရာနဲ့တက်ခါခေါ်တဲ့ နော်ယဟန်တန်ခါများနဲ့တက္ကရကမများလဲတောင်းဝင်တည်တည်ရှိရအဲ့တောင်းဝင်ကြည်အလုရှင်တဲ့လုံသမားလဲအဲ့လိုပဲတောင်းဝင်တည်တည်ရှိကြရအကောင်းဆောင်တဲ့နောက်လာတောင်းဝင်တည်တည်ရှိကြရအဲ့ဒီတောင်းဝင်တွေကိုကြည်ပြီးအောင်ထမ်းဆောင်ခြင်းဟာအယက်မျက်နှာကိုရှေကိုကြော်ခြင်းပဲလို့ဘုရားကဆုံးမဒီလိုရှောင်းရံဆောင်းရံနေပြည့်စုံတဲ့အမျိုးကောင်းတာအမျိုးကောင်းသမီးဒီပစ္စုပန်တမလွန်နှစ်တန်သောဘဝမှာအောင်မြင်ကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းပြည့်စုံကြောင်း ဖြစ်ပြီးတော့တဲ့ကာယတပိတပရမနာသူပရိတကံလောကဥပပစ္စတိနောင်ဘဝမှာလည်းကြည့်တဲ့ပူ၍တတန်းကြတော့မြင့်မြတ်တော့ဘုံဘဝတွေရောက်ရှိပါလေမဖို့နိဗ္ဗာန်တွေ့လဲမျက်မှောက်ပြုနိုင်လေဆိုမှဒီသင်္ဃာလသုတ်တံမှာအခြေကြီးပဲပေါ်တာလေနော်အဲကြောင့်အယဉ်မျက်နာတွေရှိခိုးခြင်းနဲ့ဆက်လင်းပြီးတော့ဒီနေ့ရှိခိုးမှုကိုကြောင်းပြီးတော့အနုမောဒနာတရားဓမ္မလက်ဆောင်ပေးလိုက်ပါလေနော်အဲအလုံး မြတ်စွာဘုရားဟောကြားတော်တရားတော်များသည်တရားတော်များအတိုင်းလက်တွေ့လိုက်နာခြင်းသုံးလျင်ဆင်းရဲပယ်ပြောင်းချမ်းသာကိုရောက်စေနိုင်သောသဘောတတိအမှန်ရှိသောကြောင်းထိုသဘောတတိကိုယုံကြည်လက်ခံပြီးတရားတော်များအတိုင်းလက်တွေ့လိုက်နာခြင်းသုံးပြီးလျင်ဆင်းရဲပယ်ပြောင်းချမ်းသာရောက်လျက်အဆုံးစွန်သောဘဝတွင်မဖို့နိဗ္ဗာန်ချမ်းသာလင်းမြန်စွာကိုးစီကိုငါမျက်မှောက်ပြုတော်မူနိုင်ကြပါစေကုန်သတည်း なるなるなる